အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာဝင်းစီသူရေးသားတဲ့ယောဂနံပါတ်69ဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ယောဂနံပါတ်69 မကောင်းလို့တဲ့အပြောပြခံလိုက်ရတဲ့ကြုံမျက်နှာဟာချက်ချင်းဆိုသလိုအိုသွားမိတယ်။စိတ်ထဲမှာလည်းအိုက်ကြီးအိုက်သွားမိတယ်။ကြည်စမ်းမအောင်ကိုရွှေအောင်တို့များသူနဲ့မဆိုင်တဲ့အတိုင်းပဲ။သူ့မှာအဖို့ပဲမရှိတဲ့အတိုင်းပဲ။ဒါများဇက်ဆယ်ရတဲ့ဇက်ပိုင်ရှင်းတဲ့ပြက္ခဏမျက်နှာနဲ့လှဲ့ထွက်သွားပြီ။ကြုံအပေါ်တာဝန်လုံးလုံးရရာပုံချသွားပါပြီ။ဆရာသမားဖာသာဆရာသမားမဖြစ်ဖြစ်အောင်ကြည်ကျဲစီစဉ်လိုက်တော့ဗျာဆိုတဲ့သဘောတည်းလား။ ကျုပ်ပဲဖြောင်းတော့မှလဲရေလက်စာဇန်ညွန့်တဲ့စာအုပ်ကလေးကောင်းအောင်အောင်ထိုးထားလိုက်ရတော့တာပေါ့တကယ်ပဲစိတ်ကူးစိတ်တန်ပြက်လိုက်တာအလုံးမတွန်းလိုက်တာပြီးရင်သူ့ကိုပဲဇက်ထုတ်တဲ့မတင်နိုင်သေးဘူးလားအာစရီလို့အချင်းချင်းခါကနဘူနဆာတိုက်ကြအောင်မယ်ကျော်ဝင့်ဆိုတဲ့အကောင်ကလည်းငတ်ကြီးကကြမှာကြကိုမအဆိုင်ရောကရှိတယ်ဆိုတာသိရတဲ့နဲ့အစားအသောက်ကိုစင်ကြင်တာမဟုတ်ဘူးတေကြတယ်ဒါပရစ်ကြိုက်တာပဲဖြစ်ကိုဖြစ်ရမယ် မနေ့ညကနှစ်ပါးသွားထွက်နေတဲ့အချိန်မှာပရစ်တွေတအားကြတယ်လေဆန်ယုံနောက်ဖေးမိချောင်းတွေအောက်မှာဆိုခဲလို့မဲလို့ပရစ်ကောက်တဲ့အုပ်စုထဲမှာကြောဝင်းကခေါင်းဆောင်ကောက်ရင်နဲ့ဟီလာဝါလာအတန်တွေဆိုတာလဲဆူမဆူပုံမပုံဇက်ခွင်ဘောကနှစ်ပါးသွားတဲ့အထိလွှမ်းပြီးအနောက်ရှက်ဖြစ်မှာဆိုလို့ကျုပ်တောင်အိယာတွေကလူလဲထပြီးငောက်ရသေးတယ်ပရစ်ကြော်ကြတဲ့အိုးဘဲကရမဲထင်းကဘဲကရမဲစီကဘဲကရမဲဆိုတာဒါမသိရှိရမဲ နေမကောင်းလို့ဆိုတဲ့အတန်ကိုကြားရပြီဆိုတာနဲ့ဒီပိုင်းနဲ့ဒါအစာရင်ယောဂါထပြန်တာပဲလို့တော့ကျုပ်အတက်သေးပြီဒါဆိုဒီကောင်အိတ်ရဲထဲမှာလိတ်နေအောင်ခံမေအောင်တော့ဆိုတာမင့်တွေပါရင်မရရအောင်ရှာပေအောင်တော့ရှာဝင်မပင်ရကန်ကောင်းတကယ်ပဲဗျာထွက်ပြီးပြေးကျန်လောက်အောင်စိတ်မရညစ်ပါရဲ့ခုပဲညက်နေ၃နာရီခွဲနေပြီကျုပ်ဘာလို့ရမှာလဲဘလို့စီစဉ်ရမှာလဲဒီနေ့ညာတင်ဆက်ကပြမယ်ပြဆက်ကဖာတလုံးကောင်းချာ ညကနှစ်ပါးသွားကာရင်နဲ့မင်းသားကိုယ်တိုင်လည်းပရိသတ်ကိုကြောညာလိုက်ပြီတနေ့ကမြို့ထဲမှာကြောညာကားလှဲ့တော့လေဟွန်းတို့ဟွန်းရှည်တွေနဲ့အော်ဟစ်ပြီးပြီဒီတော့ဇက်ထုတ်ပြောင်းဖို့ဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်တော့ဘူးချီမိချုပ်မိနေပြီတုံမိနှောင်မိနေပြီမျက်စိမိတ်ပြင်းဇွတ်ပြောင်းကြည့်ပါလားဒီဇက်အဖွဲခွေလုံးလုံးဖြစ်တော့မယ်ဒီပြဇက်မှာဒီပြဇက်ကြည့်မယ်ဆိုပြီးကြိုတန်လက်မှတ်တွေဖြာရီဝဲထားတဲ့ပရိသတ်ရဲ့အစဲခံရမှာဂဲအပေါက်ခံရမှာ ဩဘာပဲခံရမှာကနောက်ကန်ထရိုက်နဲ့ fighting ပေးရမှာကအရင်ကျုံမှာမင်းသားပူဇာလွန်လို့သာဖာတလုံးကောင်းချာကိုကင်မိပါတယ်မဟာဒုက္ခတွင်ဆုံးကြာဆိုတာဒီပြဇတ်နဲ့ကြမှာထိတ်တိုက်လာတိုးတော်တာပဲရှာပြီးကြည့်လိုက်ရတဲ့ခင်မောင်မေရီမြင့်တို့ရဲ့ဖာတလုံးကောင်းချာရုပ်ရှင်ဆိုတာလည်းအထက်ထက်ဖတ်လိုက်ရတဲ့ဥဖိုးတင်ရဲ့ဖာတလုံးကောင်းချာဝတ္ထုဆိုတာလည်းအခောက်ခောက်ဆန်ညွန့်ရရတော့လေရုပ်ရှင်နဲ့တဘာသာ क्वे ရအောင်ဝိတ္ထုသားနဲ့အမချော်ရအောင် အင်မတီအင်မတန်တတိထားရတယ်။ဇက်တိုက်ရတော့လဲခါတိုင်းပြဇက်တွေလို့10ရက်15ရက်နဲ့ပြီးတာမဟုတ်ဘူးတလကိုတည်းဇက်လန်းတဲ့မှာတက္ကသိုလ်ပြည်လဲပါတက်တာပြည်လဲပါတန်လာဝရီပြည်လဲပါဇမနကိုပြည်လဲပါဆိုတော့ရွေးလိုက်ရတဲ့ဘယင်းတွေမိဖုရားတွေမိညီမင်းသားတွေမူးတော်မတ်တော်တွေစစ်တီဘိုးဘာတွေမောင်းမမိတ်တန်တွေချွေရန်တင်းပင်းတွေဒီကြတဲ့ ကလန်လိုတံပြန်လိုပုံကိုတွေကလည်းပါဆိုတော့ဇက်ထဲမှာရှိရှိသည်များမိကပ်လိုင်းကလူ60ကျော်ကားဆွဲမီတို့တဲကလူတွေကိုရှ िख ိုးဥတင်တောင်းတောင်းမှန်မှန်နဲ့ပွဲထုတ်ရတဲ့အထိကျော်ဝင်းနေရကလည်းတေးသေးကွေးကွေးမဟုတ်ဘူးမိမမိရုပ်ရှင်ဇက်ကကြီးဝကြတယ်မဟုတ်လားမှတ်မိကြတယ်မဟုတ်လားတက်တာပြေရှင်ဘရင်မင်းမြတ်ရဲ့သားတော်ကြီးမျိုးညွန်ရှင်ဟာအထာရက်သား18ရက်တင်ယူပြီးလို့3နှစ်3မို့ပြည်တာနဲ့တက္ကသိုလ်ပြေကပြန်လာတယ်လေ သူ့လမ်းခရီးမှာရှိတော့သူ့ခမဲတော်နဲ့ရွာဆန်တော်မူတယ်။ညီတော်မျိုးထွတ်တင်ဟာနောင်တော်မျိုးညွန့်ရှင်လာယာလန်းတောရီတောင်တွေတဲ့အထိထွက်ပြီးစီးကျူတယ်။တကယ်တော့မေတ္တာနဲ့မဟုတ်ဘူး။တွေးယူတာယုံမဟုတ်ဘူး။မောပန်းဆာလောင်လာမဲ့နောင်တော်ကိုကျုံးမွေးပြုစုမှာကအစိတ်ပါတဲ့ပွဲတော်တအုံနဲ့။ဘယင်ဖြစ်ချင်တာကိုညီနောင်ချင်းမဆောင်ခင်မှာမျိုးညွန့်ရှင်ကဒွန်းဆန်းနာနဲ့စတွေ့တယ်။ရေအိုးစင်ကလေးရဲ့အနာတစ်ပင်ရိတ်ကလေးတစ်ခုရဲ့အောက် ရေကြီးတော်ပြက်လာတဲ့မြို့ညွန့်ရှင်ကရေကိုအသိရှိနေတဲ့မှုန့်နဲ့ခတ်တယ်။အရင်ရောက်နေတဲ့ဒွန်းဆန်းနာကလည်းဒီမှုန့်နဲ့တောက်ထားမှာပဲ။ရုံပေမဲ့မတက်နိုင်တော့ဘူး။ဒါပေမဲ့နှခမ်းရခြင်းမထီအောင်ဆိုတဲ့သဘောနဲ့အများတကာတောက်လင်းတောက်ထားမရှိတဲ့မှုန့်ရိုးဘက်ကနေပြောင်းပြီးပြောင်းမြန်တောက်တယ်။ဒါကောမြင်တော့ဒွန်းဆန်းနာကရေသွန်းသွေးပါလေရော။ဒုတ်တပြက်ဓာတ်တပြက်နဲ့ခုတ်ကြထစ်ကြတာပေါ့။ဓာတ်ကုတ်လန်ထိုးပညာတွေကိုတင်းလာခဲ့တဲ့ တက္ကသိုလ်ပြန်မျိုးညွန့်ရှိန်ဟာမနိုင်ဘူးရှုံးတယ်တစ်ဖက်ကညာလိုက်လို့သာသူ့မသေးတာဒွန်ဆန္နာကသူ့ထက်ပိုပြီးပညာသားနေတာကိုတွေ့တော့သူ့အံ့ဩတယ်ဘယ်ကတက်မြောက်ခဲ့တာလဲလို့မေးတဲ့အခါလောကဆိုတဲ့ចောင်းတော်ကြီးတဲကတဲ့လောကကြီးရဲ့အစံကျေပုံကိုမျိုးညွန့်ရှိန်အဖို့ပထမဦးဆုံးတတိပြုမိလိုက်ခြင်းပဲဒီမှာရင်သူ့တို့နေအောင်မိတ်ဆွေဖြစ်သွားကြတော့တယ်အဲ့ဒါနဲ့မရှိမနှောင်မှာပွဲတော်အုပ်ပိုက်ပြီးမျိုးထွတ်တင်ရောက်လာတယ်သူ့နောင်တော်ကိုပွဲတော်စားတိုက်စီမဲ့အလို့ ဒွန်းဆန္နာကမတုံးဆောင်မှုဟန်တာလိုက်တယ်။အစိတ်ပါတယ်လို့လည်းအခိုင်အမာပြောတယ်။ယုံကြည်အောင်ဆိုပြီးလက်တဆုပ်စာလောက်နှိုက်ပြီးကြဲ့ပြလိုက်တော့စာမီတဲ့ငှက်ကလေးခမားချက်ချင်းပဲသိပါလေရောလား။မျိုးထုတ်တင်ကတုတ်အကြံစီကိုဖျက်ရစကောင်းလားဆိုပြီးဒွန်းဆန်းနာကိုစတင်တိုက်ခိုက်တော့တယ်။တပြိုင်နက်ထဲမှာပဲအစာနဲ့မသေးရင်လက်နက်နဲ့တေးစီရမယ်ဆိုပြီးနောင်တော်ကိုလည်းတိုက်ခိုက်တယ်။နောက်ဆုံးတော့မျိုးထုတ်တင်ရှုံပြီးလက်လွတ်ထွက်ပြေးသွားရတာပေါ့။ဒီမှာတင်သူတို့နေရာပို့ပြီးရင်းနှီးသွားကြပြန်တယ်။ မြွညွန့်ရှင်ကဒီလောကထဲမှာတူုံဆင်းပေမဲ့ညီတို့ညီအောင်တွေလည်းရှိတတ်ပါလားခုမှတွေ့တဲ့တစိမ့်တရန်ဆံပေမဲ့ညီအရင်ထက်ကောင်းသူတွေလည်းရှိတတ်ပါလားလို့သိသွားတယ်။ဒါဖြင့်လောကကြီးထဲမှာဘယ်လိုသင်ငန်းစာယူစရာတွေရှိသေးတယ်လဲဆိုတာကိုသိသိချင်းစိတ်ပြင်းပြလာတယ်။ဒါကြောင့်တိုင်းတော်ပြည်တော်ပြန်ရောက်မှာဖခင်အရာရာကိုမခံယူဘဲလောကတစ္ဆာတွေရှာဖွေဖို့အတွက်ယုံကြည်စိတ်ချရတဲ့ အသက်သခင်ဂျေဇုရှင်ဖြစ်တဲ့ဒွန်ဆန္နာကိုခိတခဏအထိနန်လွတ်အပ်ထားခဲ့ပြီးထွက်တော်မူနန်းကခွာတော်တယ်။အဲ့ဒီမှာတင်ဒွန်ဆန္နာဟာနေမျိုးနွယ်ဆိုတဲ့အမည်နာမနဲ့ဘရင်ဖြစ်လာတော့တာလေ။ကဲအဲ့ဒီဇက်ရုပ်ဘယ်လောက်အရေးပါတယ်လဲ။စကားပြောတက်ရုံနဲ့လည်းမလုံလောက်ဘူး။ဓာရေးလန်ရေးတွေအတွက်တိုင်းပညာ၊ကျိုင်းပညာလဲပရိသတ်ကြည်ပြောရှုပြောဖြစ်အောင်မတော့တခေါက်တတ်ထားအောင်မ။ဒါမှမဟုတ်လေ့ကျင့်ထားအောင်မ။ကိုင်းစဉ်းစားစမ်း။ အဲ့ဒီဒွန်းဆန်းနာရုပ်ကင်ထားတဲ့ကျော်ဝင့်နေရအစားထိုးဖို့လို့ဘယ်မှာလဲဘယ်သူလဲတချင်းတပုတ်ထဲကလို့တကယ်တွိဆာတော့ကွယ်မလွယ်ရေးချမလွယ်ဆိုတာအခုမှကြုတ်အဖြစ်ဟွန်းဟွန်းတေးချင်းစောနဲ့အောင်မိုးဟိုက်ရပြီပေါ့မိကက်လိုင်းတဲကဘယ်သူကိုပြောင်းပြီးကခန့်ရရင် ဖြစ်နိုင်မလဲမင်းတလက်ကိုသားမောင်ဒွန်းဆန်းနာရဲ့စကားပြောတွေကိုခုညာရင်ချင်း notes ပေးပြီးချက်ခိုင်းရင်နီးစက်မဲထင်ပါရဲ့ စလုံးစိမပြောနိုင်တာလိုရင်းအတိတ်ပဲရောက်အောင်သူ့တဘာနဲ့ဆိုပြောနိုင်လောက်ပါရဲ့ဓာခုလှန်ထိုးဒါလဲမင်းသားနဲ့ညှိပြီးနည်းနည်းပါပါလေ့ကျင့်လိုက်ရင်အဆင်ပြေသွားမှာပါသူလဲနောက်ပိုင်းဇက်တော်ကြီးတွေထဲမှာမိညီမင်းသားနေရာကလိုက်လို့လိုက်ရတဘုံတကန်နေရာကပါလို့ပါရဆိုတော့ခုတ်ဟဲထဲ့ဟဲနဲ့အတော်တင်ရင်ပါနေပြီပဲဒါပေမဲ့ဒါပေမဲ့လက်ရှိသူ့ဇက်ရောက်ကဖာတလုံးကောင်းကြဘဝပြောင်းသွားတဲ့မျိုးညွန့်ချိန်အပေါ်တစ္ဆာကြီးစွာလိုက်ပါစောင့်ရှောက်လိုပါရဲ့နဲ့ စီးသုံးနံအတားခံရလို့နေရစ်ခဲ့တဲ့စစ်သူကြီးသူ့ဇဝင်ကမ်းမှာ လွမ်းအောင်လဲလုပ်ရတယ်မလွယ်ဘူးကဲကဲဒွန်ဆန်းနာနေရသူ့ကိုထားရင်သူ့နေရကြတော့ဘသူ့ကိုအစားထိုးမလဲတစ်သမားနေရမှာနှစ်ကိုအစားထိုးရင်နှစ်သမားနေရမှာ သုံးကိုအစားထိုးရတော့မယ်သုံးသမားနေရမှာလေးလေးသမားနေရမှာငါးငါးသမားနေရမှာ6အိုးအစားထိုးရင်ထိုးရင်ထိုးရင်နဲ့စားထုတ်လဲတပုတ်အိုပေါက်ပြီးအဖတ်ဆယ်မရအောင် ပြက်တော့ရေထဲမြော့ပြက်လိုက်ဖို့ပဲရှိတော့မယ် ကျုပ်ကလည်းဖြင်းမှာပဲညံ့ညံ့မှာပဲဇညွန့်တာရေတတ်တာညွန့်ယုံတာညွန့်ပြတတ်တာ ကိုတိုင်းကိုကြတော့ဝင်မကတတ်ပရိသတ်ရှိရုပ်လုံးပြရဖို့နေနေတာသာဇက်ခုံရဲ့ဒီဘက်ထိတ်ကနေဟိုဘက်ထိတ်ရောက်အောင်တောင်းမှဖြတ်ရှောင်ရတာမဟုတ်ဘူးမတောင်းကောင်းတဲ့စုကိုသာ တောင်းလိုက်ချင်တော့တာရဲ့ပွဲတော်မှာဝမ်းဖြစ်လို့ကြက်မာရေးနဲ့မင်းကြီးညွတ်လို့ဘာညာဆိုပြီးတက်ဆိုင်ရကဒီညပွဲမိန်ပိတ်လိုက်ရင်အကောင်းဆုံး ီအကွက်တော့ဒီအကွက်ပါပဲဒါပေမဲ့မျိုးညွန့်ရှိန်နဲ့တိုက်တဲ့ခိုက်တဲ့နေရာမှာဒီကောင်ငထုကတောင်းမှကြော်ဝင့်ထဲဟန်ပူကောင်းနေသေးတယ်။ရှောင်းပုံတိတ်ပုံထိုးပုံနှစ်ပုံတွေကပိုလှနေသေးတယ်။အလိုက်တသိန်ဖြီးတဲ့ဖြန့်တန်နေသေးတယ်။စကားပြောရင်းကြတော့လား။နောက်ကနေတလုံးချင်းထောက်ပေးရတာပေါ့။ဘယ်မထောက်လို့ဖြစ်မလဲ။စာကျက်လို့ရနိုင်လောက်အောင်ညံမှမထက်တာ။စာမှမပြေးတာ။မပြေးဆိုငထုတက်လာမှ၃လတန်းပေါ့။ပြီးစာနဲ့ပေနဲ့ဝေခဲ့တာဘယ်လောက်ကြာမှန်းမှမသိပဲ။ ဆက်လုံးတောင်ပေါင်ဖတ်တတ်တော်မယ်မထင်ဘူး။နောက်ကနေထောက်ပေးတဲ့အပိုင်ကြတော့တလုံးမှမမားစေရဘူး။မျက်နှာဘိုးတေတေကြီးနဲ့တသွေးမတိန်ပျော့ချပြစ်လိုက်တာပဲ။ပရိသတ်ကလည်းပါသမားလှန့်လို့ဘနပွဲဆက်ခဲ့ကြပြီမသိဘူး။ရိပ်မိဟန်တူပါရဲ့ပြုံးကြတယ်ရီကြတယ်။သူဘလို့ပဲခက်တီတီကြီးပြောနေပြောနေရီစရာမဟုတ်ဖဲနဲ့ကို ပတ်တော်လို့မရနိုင်လောက်အောင်ပွဲကြကြတာ။အဲ့ဒီငထုကိုကျုပ်ဘဲကရရတယ်မှတ်တယ်လေ။ဒီဇက်သေးကပါပဲ။ဒါပေမဲ့မီးဘက်ကလည်းမဟုတ်ဘူး။ ဆက်တင်ဘက်ကလည်းမဟုတ်ဘူး။ဆိုင်းဘက်ကလည်းမဟုတ်ဘူး။တီးဝိုင်းဘက်ကလည်းမဟုတ်ဘူး။မိဘကြောင့်မှရေခတ်ထင်းခွဲမိထိုးဖို့ခေါ်ထားတဲ့ကောင်းကလေး။အသက်မှခက်ငယ်ငယ်ပဲရှိသေးတယ်။အလုတ်ကျန်းလို့လူပုံရင့်နေတာ။ဆက်မှထမင်းချက်ချင်းဆိုတာမနဲ့နဲ့ညံ့နေနှစ်ချိန်တည်းပဲရှိတာကို။ချက်ရေးပြုတ်ရေးတာဝန်ပြီးပြီဆိုရင်သူအားပြီ။သူ့အတွက်အချိန်တွေပိုးနေပြီ။အဲ့ဒီအခါမှာဟိုလူအိမ်ရာလဲသူရောက်တာပဲ။ဒီလူအိမ်ရာလဲသူရောက်တာပဲ။ လူတကာကိုနှိပ်ပေးဖို့နင်းပေးဖို့ဆေးလေးဝဲကွန်ရဝဲလဖက်ရည်ဝဲမုံဝဲခိုင်းညံတဲ့ဒုခိုင်းဖင်ပေါ့တယ်ပေးတာယူကြွေတာစားတစက်လုံးရဲ့ခိုင်းပတ်အဲတိုင်းကလေးတိုင်းကလေးကတော့တကယ့်ကိုတတ်ပါ လူကလည်းလက်ယုံအားကိုနဲ့မိုက်တီမိုက်ကန်းယုံနောက်ဖေးကနေမင်းသမီးတွေရိန်းသမားတွေကိုထီကဘာရေကဘာနဲ့လာစတဲ့သူတွေကိုသူတယောက်ထဲနဲ့ခံချခဲ့တာဆိုနှစ်ကြိမ်သုံးကြိမ်လောက်ရှိပြီ။သူမရှုံးဘူးနိုင်နေ။ သူမြကိုများရိုက်ရနှက်ရမယ်ဆိုရင်အင်မတန်တရေမရက်စီးတကောကြုံနှခါတောင်းမှမပြောလိုက်ရပါဘူးဟေးငထူဒီညကြော်ဝင်းနေရမှာမင်းလှုပ်ရဲလားဆိုတော့လှုပ်ရဲတယ်တဲ့စင်မော်တက်ပြီးခဏခဏကြိတ်ထားလို့မှတ်မိနေပြီလို့တောင်းမှအထွန်တက်လိုက်သည်မင်းမိကက်လိမ့်တက်လားဆိုတော့မလိမ့်တက်ဘူးတဲ့ဒါနဲ့ကြုံလဲသူ့ကိုစိတ်ရှည်လက်ရှည်လိမ့်ပေးဝစ်ပေးဆင်ပေးတတ်မဲ့လူရှင်တော်ငပော့စီကိုလွှတ်လိုက်ရတယ်တင့်မှမရှိတော့ဝါပဲပေါင်ကိုရတော့မှာပေါ့လေ အမဲကြည်စမ်းကြည်စမ်းမျိုးညွန့်ချိန်ကထိနန်းလွှဲခဲ့ပြီးနေမျိုးနယ်အမိခံယူလိုက်ပြီးဘယင်ဖြစ်သွားပြီးကောင်းပေါင်းဖြူဖော့လုံးနဲ့ဆက်လွဲနဲ့ထိုင်မသိမ့်နဲ့ဘောကျဲဖိတ်ဖိတ်တော့တောင်ရှည်နဲ့တန်လျက်နဲ့ဘားနေညာနဲ့လက်နှစ်ဖက်ပိုက်ထားတဲ့ပြီးခေါင်းကြီးတစ်ဆက်ဆက်နဲ့ဂိုက်ဖမ်းနေလိုက်တာမှတဲမိနောက်ကန်တီလုံးကလည်းကျွန်းကျွန်းပိုင်တာဖုံးတော်ဘွဲ့နဲ့စီတော်ရွံ့ပြီးပို့ပေးနေတာဆိုတော့ သူ့အတွက်အမူအရာလုပ်ဖို့အိုက်တင်ခံမှုအကွက်ကောင်းကိုစိုက်နေတော့တာပဲသူ့ရှေ့တော်မောင်အချွေရန်တွေဆိုတာလဲခေါင်းမဖော်စရန်ဝိပ္ပိခါစားနေကြတာဆိုတော့စညွန့်အရာဘသူမှမော်ကြီးခွင့်ရှိတာမှမဟုတ်တာ သူ့စိတ်ထဲထင်းတဲ့အတိုင်းစိုက်အမျိုးမျိုးနဲ့အစွမ်းကုန်ကျဲနေတော့တာပေါ့အဲ့ဒါတိုင်ဖုံးကြားကရင်တမမနဲ့ချောင်းကြည့်နေရတဲ့ဇက်စရာကိုရှေအောင်ရဲ့အတန်းအဲ့ဒီညာပြဇက်ပြီးမှငတုဟာမိတ်ကတောင်းမှမဖြတ်သေးဘူးဆိုပဲပွဲစည်တန်းနဲ့အခောက်ခောက်ရှောက်သွားနေတဲ့ ပြန်ရောက်တော့လည်းမအိပ်ဘူး။တော်ကြနေမင်းသမီးတွေရှေ့ရောက်သွားလိုက်။တော်ကြနေရင်းသမားတွေရှေ့ရောက်သွားလိုက်နဲ့လက်ရလက်ရလှုပ်နေတဲ့။လူရှင်တော်တွေကငတူးတို့များတက်သားပြီးရဲ့အုတ်ကြီးလောက်တာ တိတ်မဲ့တယ်မောင်လို့များမြောက်ပေးလိုက်ရင်မျက်စိကိုမဖွင့်တော့ဘူးတဲ့။နှစ်ပါးသွားမထွက်ခင်မင်းသားစီပန်းလာပေးကြမုံလာပို့ကြတဲ့ဧည့်သည်တွေကိုလည်းသူနဲ့လည်းတိလည်းမတိပဲနဲ့။ဘယ်နဲ့လဲကျွန်တော်ဘီကြီးလောက်တာကောင်းရဲ့လားလို့လိုက်လိုက်ပြီးမေးနေသေးတဲ့။ထားပါအဲ့ဒါသူ့ကိစ္စပါ လူတယောက်မှာလွတ်လပ်စွာတည်ခွင့်ကြည်ခွင့်ရှိတယ်လို့လွတ်လပ်စွာယူးခွင့်ပေါ်ခွင့်လည်းရှိတယ်လို့တုတ်သဘောပေါက်ထားပြီးသားပါခတ်တာကတိတ်ကိုခတ်တာကဘယ်ယုံမဲ့ရောက်ရောက်ယနေ့ညဖားတလုံးကောင်းကြပြဆက်တင်ဆက်ကပြပါမည်လို့များ မကြင်ညာလိုက်နဲ့အဲ့ဒီနေ့နေခင်တော့မဟုတ်ညနေခင်မှာငတူးတယောက်ကြုတ်ရှိကိုရစ်တီရစ်တီနဲ့ရောက်လာပြီးမရောမလဲနဲ့ဝင်ထိုင်ပြီသူ့ပြောတာလိုလို ကို့ပြောတာလိုလိုနဲ့မဟာတဟပွင့်ပြီ နာညီအောင်လုပ်ပြီးကိုကျော်ဝင်းကြီးတယောက်နေမကောင်းရလားမသိဘူးနော်တဲ့ဝင်းစီတူရွှေမြူတေရုပ်ဆောင်မဂ္ဂဇင်းအော်ဂိုလာ1990ပြည့်နှစ်နားဆင်အပိခဲ့ကြတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်